စကိုင်းပြည့်ရွေလိုပဲနောက်ထပ်အင်မတန်မောင်းအနေရကြီးတဲ့ပြည့်ရွေကြီးတစ်ခုကိုပြောချင်ပါတယ်။ဒါကတော့ကြောက်ချမ်းပြည့်ရွေဟာကြောက်ချမ်းပြည့်ရွေဆိုတာနှစ်ပေါင်း100ကျော်ငြိမ်သက်ခဲ့ပြီးပြီဖြစ်ပါလိမ့်။ဒီအပိုင်းစကိုင်းပြည့်ရွေငလျင်ပြင်းထန်စွာလှုပ်ရှားပြီးတဲ့နောက်ထင်ရှားတဲ့ပြည့်ရွေကြောင်းကြီးတစ်ခုဟာ နှစ်ကာလအတော်ကြာငြိမ်သက်နေခဲ့ရပါဒီနေ့ထိဆိုနှစ်ပေါင်း100ကျော်ပါပြီဒီပြည့်ရွေးကတော့ရှမ်းကုန်းပြည်မြင့်ဒေသအနောက်ဘက်ချမ်းမာသည်ကြားပြည်နယ်ထိကီလိုမီတာ900ခန့်ရှည်လျားတဲ့ကြောက်ကြမ်းပြည့်ရွေးကျော်ဖြစ်ပါလေဒီပြည့်ရွေးကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာသည်ဗန်ကောက်ရွေးမြောက်ဘက်မပင်ပြည့်ရွေးနယ်ဆက်ဆက်သွားပါလေဒီပြည့်ရွေးကျော်ဟာစကိုင်းပြည့်ရွေးနယ်အပြိုင်ဖြစ်နေပါလေ ဒီနေရာမှာ1912ခုနှစ်မေမြုငလင်လို့နာမည်ကြီးခဲ့တဲ့ပြင်းအားရှစ်နဲ့လှုပ်ခတ်ခဲ့တာဒီနေ့ဆိုရင်နှစ်ပေါင်း100ကျော်ရှိတော့မို့သတိပြုနေထိုင်ရမယ့်ကာလရောက်ခဲ့ပြီဖြစ်ပါတယ်ဒီပြည့်ရဲ့အကြောင်းကိုအပိုင်း၃မိုင်ခွဲပြီးတော့ထင်ရှားတဲ့မြို့တွေကိုကြည့်ရင်အထက်ပိုင်းမှာမေမြုအလယ်ပိုင်းမှာတောင်ကြီးအင်းလေးဒေသအောက်ဖြားမှာကယားပြည်နယ်လွိုက်ကော်ဝန်းကျင်ဖြစ်ပါတယ်ကြောက်ကြမ်းပြည့်ရဟာတစ်နှစ်ကို1.5မီလီမီတာခန့် ရွေရှောင်းနေတယ်လို့သူတည်နာစာတမ်းမှာတွေ့ရတယ်ဗျ။အရင်1912ကနေအခု2025ထိနှစ်ပေါင်း100ကျော်အတွက်အတော်တန်ရွေရှောင်းခဲ့ပြီလို့မှတ်ယူရပါတယ်။ဒါလျင်လှုပ်ခတ်နိုင်ခြေရကန်တို့ဟာတနှစ်ထက်တစ်နှစ်ပိုများလာပါတယ်။ကြောက်ကြမ်းပြက်၍တီရှိအားဒေတာဟာမြန်မာနိုင်ငံအရှိတ်ကုန်းမြင့်ဒေတာသယင်းဒေတာမှာပါဝင်ပြီးကော့စ်ဒေတာလည်းဖြစ်ပါလိမ့်။ ကောက်ဆိုတဲ့စကားလုံးဟာဂျာမန်စကားပြပထဝီနဲ့သက်ဆိုင်တဲ့စကားလုံးပါအတိတ်ပဲကတော့မာကျော်တဲ့ကြောက်ကြုံလို့ဖွင့်ဆိုထားပါလေဒါအပြင်ဒီမာကျော်တဲ့ကြောက်ကြုံဆိုတဲ့အလွာကြီးတစ်ခုဟာလည်းရှိနေပြန်ပါလေဒီဒီသားမှာမြေပြေပေါ်မှာတွေ့ရတဲ့မြေနှိမ့်ချိုင်အတွင်းပြင်မြေကျွန်းပေါက်တွေကျွန်းကျထားတဲ့ချောင်းဟောင်းတွေနဲ့စိမ့်စမ်းရီထွက်ပေါက်တွေရေတုံတွေရေအိုင်းတွေ ရေစီးကြောင်းရာတွေကိုတွေ့ရပြီးမြေအောက်မှာတော့မြေအောက်ရေစီးကြောင်းတွေလှိုင်းကူတွေလှိုင်းကောင်းတွေကိုတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့ကြောက်ဆက်ပန်းဆွဲကြောက်ဆက်မုံမျောအစားရှိတဲ့တွင်ပြင်လက္ခဏာတွေကို cast data ဘူမိဗေဒရုပ်သွင်းလို့ခေါ်ပါလေအခြေခံဘူမိဗေဒဆိုင်ရာအချက်လက်တွေကိုသိရှိမှသာငလင်တက်ရောက်မှုကိုခံမှန်းလေ့လာနိုင်မှာဖြစ်ပါလေကြောက်ကြမ်းပြည့်၍တည်ရှိရာတောင်ဘက်ပိုင်းအောက်ဘက်ပိုင်းကိုရောက်တဲ့အခါမိုးပြင်းအဲ့ဒီကတစ်ဆက် ကယားပြည်နယ်လွိုက်ကိုနောက်ဘက်မှာဖားဆောင်ထိဆက်တည်ရှိပါလေမိုးပြေဒေသမှာကယားပြည်နယ်ထိပြည့်၍ကြောင်းတခြားရေပူစမ်းနေစမ်းကြောင်းငယ်များစွာကိုလည်းတွေ့ရပါလေကယားပြည်နယ်ဟာကတ်ဒေသမှာပတ်ဝန်းပြီးအောက်ခမည်မျိုးဆက်မှာခိုင်မာကျစ်လက်တဲ့မြေသားမျိုးရှာပါလေတိမ်မကြခင်ကကယားပြည်နယ်ကမိတ်ဆွေတွေပေးပို့တဲ့အပေါက်တွင်းကြီးဖြစ်စဉ်ဟာငလင်းလှုပ်ခတ်မှုကြောင့်နောက်ဆက်တွဲအကျိုးဆက်လို့ယူဆရပါတယ် မလ28ရက်နေ့ကငလင်ကြီးလောက်ခဲ့ပြီးနောက်ကြားပြည်နယ်မှာတကယ်ကိုကြီးမားတဲ့အပေါက်ကြီးတစ်ခုဖြစ်သွားပါလေထူးဆန်းအံ့ဖွယ်ရပါမြန်မာနိုင်ငံမှာအဲ့ဒီလိုအပေါက်ကြီးမျိုးတစ်ချိန်တစ်ခါမှမဖြစ်ပေါ်ခဲ့ဘူးပေါ့ဘာဟာငလင်ရဲ့အကျိုးဆက်ပါဒီတွင်းပေါက်ကြီးကိုစင့်ခိုးလို့ခေါ်တယ်ဗျထုံးချောက်ဒေသတွေမှာဆိုရင် ဖြော်ဖြတ်တိုက်စားခြင်းဖြစ်စဉ်ကြောင့်လိုင်ကူကြီးနဲ့မြူပေါက်တွေဖြစ်လာပါလေ ဥမာပြောရရင်တောင်အမေရိကတိုက်ကနိုင်ငံချုပ်မှာဒီစင်ခိုးကြီးတွေဟာပေါ်မှုတယ်ဗျတောင်အမေရိကတဲ့နိုင်ငံတစ်ခုမှာဆိုရင်ဒီမျိုးလေကောင်မောင်ပေ300အထက်လောက်ရှိတဲ့စင်ခိုးကြီးတစ်ခုပေါ်ခဲ့တယ်ကားတွေအိမ်တွေအကုန်လုံးအဲ့ဒီကိုထိုးကျသွားတယ်ဒီလိုဖြစ်စဉ်ကြီးတွေရှိခဲ့ပါလေထုံးချောက်ဒေသတွေမှာဖျော်ဖြတ်တိုက်စားခြင်းဖြစ်စဉ်ကြောင့်ဒီလိုဖြစ်တာပါ မြေအုပ်ရည်ရဲ့ဖြောဖြတ်တိုက်စားနီဟာရွာချတဲ့မိုးရည်တွေလေထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့တွေ့တဲ့အခါကာဗွန်နစ်အက်ဆစ်ဖြစ်သွားပြီးတော့ဒီအက်ဆစ်ပြောင်းဝင်နေရှိဟာထုံးကြောက်ဒေသမှာရှိတဲ့ထုံးကြောက်အကွဲကြောင်းတွေနဲ့အပြိုင်လမ်းတစ်လျှောက်စိတ်ဝင်စီစဉ်တော့ပါလေစီစဉ်တဲ့လမ်းတစ်လျှောက်မှာရှိတဲ့ထုံးကြောက်တွေကိုတိုက်စားဖြောဖြတ်သွားပါလေကြရားပြည်နယ်မှာရှိတဲ့စင်ခိုးတွေဟာရှမ်းပြည်နယ်ကဲ့သို့မပေါ်များပေမဲ့အတော်အသင့်ရှိတယ်ဗျအခုငလေးလှုပ်ခတ်မှုကြောင့် တရားပြည်နယ်မှာတချို့တချို့သောချောင်းငယ်တွေရေနောက်ချင်းရေစည်းစင်းမှုနေသွားခြင်းနဲ့တူတချို့စမ်းပေါက်တွေရေထွက်နေသွားတာကြုံရပါလေ။ဒါကြောင့်ကော့တေတာရဲ့ဘူမိပေဒါဖြစ်စဉ်ချင်းကိုသိရှိနားလည်ထားဖို့လိုပါလေ။စင်ခိုးဆိုတာဟာမိုးရေဟာထုံးကြောက်ကိုအေးပျော်စေနိုင်ပြီးထုံးကြောက်လွှာများထွက်ပေါ်နေသောဒေသတွေမှာကြောက်လွှာအကွဲကြောင်းများတဲ့မိုးရေတွေစိတ်ဝင်နိုင်တဲ့အတွက်မိုးရေတွေဟာ ထုံးကြောက်လွာအကြောင်းတစ်လျှောက်တိုက်စားပြီးရေပျော်ဝင်စေပါလေတိုက်စားခြင်းကလာကြတော့နေမြအကြောင်းတွေဟာတဖြည်းဖြည်းကျလာလေအဲ့ဒီမှာအကြောင်းပေါက်ဟာအဝကျတဲ့ကတော့ပုံတန်းရှိတဲ့မျိုးပေါက်စင်ဟိုးတွေဖြစ်လာပါလေဒီအပေါက်တွေတဲ့ကို မြေမြေမမစီးစင်းတဲ့ချောင်းတွေဟာစီးဝင်ငုံရှိုးပျောက်ကွယ်သွားတဲ့နေရာမျိုးမှာဖြစ်ပါလေဒါကိုထုံးကြောက်တွေသားတွေမှာတွေ့နိုင်ပါလေမြေပေါ်ရင်များဒီမျိုးပေါက်မှာမြေအောက်ထဲစီးဝင်သွားတဲ့ရေဟာ အောက်နောက်ပိုင်းမှာရှိတဲ့ထုံးကြောက်တွေကိုဆက်လက်တိုက်စားပြီးအေးဖြော်သွားတဲ့အတွက်မြို့ပေါက်တွေဟာကျေပြတ်လာပါလေဒီမြို့ပေါက်တွေဟာမြေအောက်မှာရှိတဲ့ခူပေါက်တွေနဲ့ဆက်သွယ်ပြီးမြေအောက်ရေစီးကြောင်းကြီးဖြစ်ပေါ်လာပါလေအခုကြားပြီနေမှာ ဖြစ်ပေါ်ခဲ့တဲ့စင်ခိုးမြို့ပေါက်တွေရဲ့တမိုင်ခန့်မှာရေထွက်ပေါက်တွေရှိပါလေဒေသခံတွေပြောရဆိုရင်အရင်ကတောင်တန်းတွေဟာအခုနှိမ့်ကျသွားသလိုခံစားမိကြောင်းပြောပါလေပြောရမယ်ဆိုရင်တော့ထူးခြားတဲ့မြေကျွန်းချင်းဖြစ်စဉ်ကိုဒီနေ့ထိ ခိုင်မာတဲ့တသက်အထောက်ထားမတွေ့ရသေးပါဘူးဒီစင်ဟိုးရဲ့ဘေးပတ်လည်မှာရွာတွေရှိပါတယ်ဒီစင်ဟိုးမှာတမိုင်ခောက်ကမှာရေထွက်ပေါက်ရှိပြီးလေကများစွာကိုထောက်ကိုပြုတ်နေပါတယ်ပြားပြင်းနဲ့မြင်းမျက်နှာသူမျက်နှာဖြစ်တည်မှုချင်းတွေကိုထုံးကြောက်လော်တွေကထိန်းချုပ်ထားပါတယ်အများအားဖြင့်ထုံးကြောက်လော်တွေရဲ့သွင်းမြင့်တန်ဟာတနည်းနဲ့တနည်းပေါ်ဒနတူတဲ့မြေမျက်နှာသွင်းပြင်ခြင်းနဲ့ဖြစ်စေပါလေကာဗွန်ဓာတ်ပျော်ဝင်နေတဲ့ရေကြောင်းရေပျော်နိုင်ခြင်းနဲ့အကြောင်းအများပြရှိခြင်းဟာ ထုံးကြောက်ဒေသရဲ့တမှုထူးခြားတဲ့တွင်ပြင်းလက္ခဏာကိုဖြစ်ပေါ်စေတဲ့အခြေခံချက်ပါဒီဖြစ်စဉ်ဟာတခြားအနေပိုးချဒေသရဲ့ဝန်နဲ့မတူညီတဲ့မြေအောက်ရေစင်စင်နဲ့ဖြစ်ပေါ်စေပါတယ်ကြောက်တော့ငုံတဲ့ရှိပြီးတွင်ပေါက်တွေဂျာယူတွေကုန်းယူတွေဟာဘူမိပြောင်းလဲမှုဖြစ်စဉ်ခံနိုင်တဲ့အနေအထားနဲ့အချိန်ကာလအလိုက်စီစဉ်ကြာလမှုရှိတာတွေ့ရပါတယ်နောက်ပြီးဘူမိရုပ်သွင်းဆိုင်ရာအခြေခံအချက်လက်ဖြစ်တဲ့မြေနီတွေတွေ့ရှိရခြင်း မြင်းကြီးတွေဟာထုံးကြောက်တွေနဲ့ရောနှောသွားတဲ့ပျော်မသွားတဲ့ထုံးကြောက်မဟုတ်တဲ့အနီရောင်ကြောက်လာမှုမြေလွန်မှုတွေဖြစ်ပါလေဒီလိုဖြစ်ပေါ်လာတဲ့မြေနီတွေကိုရှမ်းကုန်းပြည်မြေဒေသနဲ့ကယားပြည်နယ်မှာတွေ့နိုင်ပါလေမလီနဲ့ဆက်စပ်ပြီးတော့ liquefaction ဖြစ်စဉ်ကိုသုံးသပ်ကြည့်ရင်ဒီပုံမှာဖော်ပြထားတဲ့လွိုင်ကော်နဲ့ပတ်ဝန်းကျင်ဒေသတွေဖြစ်ပြီးကျန်ဒေသတွေဟာလည်းအထိုက်အယောက်ဖြစ်နိုင်ခြေရှိပါလေဒီမြေစည်းလွှာလေးဘာကြောင့်ပြောရလဲဆိုရင် ဂလင်လှိုင်းဟာမတူညီတဲ့မျိုးစီလောအပေါ်မျိုးစုံတက်ရောက်နေပါလေအနည်းချုပ်ဆိုရရင်ကြောက်ကြမ်းပြည့်၍ဟာနှစ်ပေါင်းတရာကျော်ရှိလာပြီမလို့ဂယူဆက်ရမယ့်အနေထားမှာရှိပါလေသူသဖြင့်ဒီပြည့်၍ရဲ့အလေဒေတာဖြစ်တဲ့တောင်ကြီးအင်းလေးဒေတာပိုင်းနဲ့ပိုပြီးဂယူပြူနေထိုင်တင်ပြီးကြားပြည့်နေတော့ပြောရရင်တော့နောက်ဆက်တွဲငလင်အကျိုးစကြောင်းမြေအောက်ရင်နေထားပြောင်းလဲမှုစင်ခိုးတွေဖြစ်တည်မှု liquefaction ဖြစ်စဉ်တွေကိုဂယူပြူနေထိုင်ရမှာဖြစ်ကြောင်း တိုက်တွန်းအပ်လိုက်ပါတယ်ခုဆိုရင်ကြားပြည်နယ်မှာပထမအုပ်ဆုံးဒီတွင်းပေါက်ကြီးပေါ်လာတာဟာတော်တော်လေးကိုအံ့ဩဖို့ကောင်းပါလေဒါဟာငလင်ရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးစပါဒေတာခန်ရဲ့အနေနဲ့အထူးသတိထားမယ်လို့ပြောချင်ပါတယ်ဗျာ